Hello everyone, welcome back. ဒီနေ့ကတော့ကျွန်တော်တို့ unit 86 quickly, badly, suddenly, etc. ဆိုတဲ့ adverb ကိုလေ့လာမှာဖြစ်ပါတယ်။ So adverb ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်တော့ verb ကတော့ကရိယာမှန်တည်။ adverb ကဘာလဲဆိုရင်ကရိယာဝိသေသန။ Okay, ကရိယာဝိသေသနဆိုတာဘာလဲပေါ့။ကရိယာဝိသေသနဆိုတာကတော့ကရိယာကို အထူးပြုသောပုဂ္ဂိုလ်ကရိယာဝိသေသနလို့ခေါ်သည်။ Okay, အဲ့တော့ ကရိယာအထူးပြုရတဲ့ဘာလဲခဏထအောင်ကရိယာဆိုတာဘာလဲပေါ့ကရိယာဆိုတာကပြုဖြစ်ရှိတာကိုကရိယာလို့ခေါ်မယ်ပြုတယ်ပြုခြင်းဖြစ်ခြင်းရှိခြင်းကိုပြတဲ့ပုဂ္ဂိုလ်ကရိယာလို့ခေါ်မယ်ဒီကောင်လေးကကြတော့အခု advert ကကြတော့အဲပြုခြင်းဖြစ်ခြင်းရှိခြင်းကိုအထူးပြုမှာ okay ဒါဆိုဘာလဲဘာတွေပြောနေရလဲအဲ့တော့ကျွန်တော်တို့ example လေးတစ်ချက်ကြည့်ကြအောင်710 712 715ဆိုတော့ငါးမိနစ်ပဲကြာမယ်သူ professor စာလိုက်တယ် he သူက8စာခဲ့တယ် စာသီးစားခဲ့သည်ဒါကကရိယာပေါ့နော် verb ဖြစ်တယ် his dinner သူ့ရဲ့ညစာကို very quickly အလုံးလှည့်မြန်စွာစားခဲ့တယ် okay adverb တွေအကုန်လုံးကတော့ကျွန်တော်တို့မြန်မာလိုဆိုရင်စွာနဲ့တုံးတယ်စွာနဲ့ဆုံးတဲ့စကားလုံးတွေကိုကျွန်တော် adverb လို့ခေါ်တယ်ပေါ့နော်ဒီမှာဆိုတစ်ချက်ကြည့်ကြည့်အောင်သူကတော့သူ့ရဲ့ညစာကိုစားခဲ့တယ်ကျွန်တော်တို့စာကြောင့်ဒီမှာရင်ဆုံးလို့ရတယ်ပေါ့နော်ဒီမှာရင်ဆုံးလိုက်လို့ရတယ်. He ate his dinner. သူသူ့ရဲ့ညစာကိုစားခဲ့တယ် အနောက်ကစာလုံးနှလုံးမလို့ဒါပေမဲ့ဘလို့စားခဲ့တာလဲဆိုတော့အလုံးလှင်မြန်စွာဒါမှမဟုတ် very မထိန်တော့ရပါတယ် he ate his dinner quickly သူကသူ့ရဲ့ညစာကိုလှင်မြန်စွာစားခဲ့တယ်နောက်တစ်ခုမှဆိုလို့ရှိရင် suddenly ရုတ်ရုတ်ချီရုတ်တရက်ကြီးစွာပေါ့နော်ရုတ်တရက်ဖြစ်စွာပဲ the shelf fell down စင်ကပြုတ်ကျခဲ့တယ် ကျွန်တော်တို့ suddenly ကိုမလိုအပ်ဘူးဥပမာဖြင့် the shelf fell down လို့ပြောမယ်စင်ပြုတ်ကျခဲ့တယ်လို့ပြောမယ်ဘယ်လိုပြုတ်ကျခဲ့လဲဆိုတော့ရုပ်ချီးတည့်ရပြုတ်ကျခဲ့တယ်အဲ့တော့ suddenly ဆိုတဲ့ရအောင်ထည့်ပြီးတော့သုံးတာပေါ့အဲ့တော့ quickly and suddenly are adverbs quickly နဲ့ suddenly ကတော့ adverb တွေကရိယာဝတ္ထုတနာတွေဖြစ်ပါတယ်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ adjective ကို ly point adverb ဖြစ်တယ် ဒါပေမဲ့အများအကုန်လုံးကြီးတော့မဟုတ်ပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးအများအဖြစ်တော့ယူဆလို့ရမယ်ဆိုရတော့ quick ဆိုရင် quickly လျှင်မြန်တော့လျှင်မြန်စွာသိုးတော့သိုးစွာ sudden ယုတ်တရဖြစ်တော့ယုတ်တရဖြစ်စွာ careful give you sight တော့ give you sight စွာ heavy လေးလံတော့လေးလံစွာဆိုပြီးတော့အနောက်မှာကျွန်တော်တို့ spelling နဲ့ဆာလုံးပေါင်းနေဇာတ်ရည်ကိုတော့အနောက်ကနောက်ဆက်တွဲငါးမှာကြည့်လို့ရပါတယ် ဆို B မှာတစ်ချက်ကြည့်ကြအောင် adverbs ကရိယာဝိသေသနတွေကတော့ tell you တင့်ကိုပြောပြတယ် how something happen အရာဝတ္ထုတစ်ခုကဘလို့ဖြစ်တယ်ဒါမှမဟုတ်လို့ရှင် or somebody does something လူတစ်ယောက်ကအရာဝတ္ထုတစ်ခုကိုဘလို့လုပ်တယ်ဆိုတော့ပြောပြတယ်ဥပမာပြနှင်းလေးလုပ်တယ်မြ мян လုပ်တယ်ဒေါသတကြီးလုပ်တယ်အကုန်လုံးပေါ့နော်ဒါမျိုးပြောပြတယ်အဲ example လေးကြည့်မယ်ဆိုရင် the train stopped suddenly ယထာကရုတ်တရက်ကြီးစွာပဲရက်တန့်ခဲ့တယ်ဆိုပြီးတော့ပြောတယ်ဥပမာပြောကျွန်တော် the train stop နဲ့ရက်တန့်နိုင်လို့ရတယ် the train stop ယထာယထာရက်သွားခဲ့တယ်ဒါဆိုရပဲဒါပေမဲ့မဟုတ်ကျွန်တော်တို့သူကဘယ်လိုရက်သွားရလဲဆိုတော့ရုတ်တရက်ကြီးကိုရက်သွားရဲဆိုတော့ suddenly ကိုထည့်ပြောမယ်နောက်တစ်ကြောင်းမှာဆိုရင်တော့ i ကျွန်တော်က open the door ကျွန်တော်တကားကိုဖွင့်ခဲ့တယ်ဒီလောက်ဆိုရင်ရပြီဒါပေမဲ့မဟုတ်ဘူးအနောက်မှာထပ်ပြီးတော့ adverb ကိုထပ်လိုက်တယ်။ဘလို့ဖွင့်ခဲ့တာလဲဆိုတော့ slowly ကျွန်တော်ဖြင်းညှင်းစွာဖွင့်ခဲ့တယ်ဆိုပြီးပြောတာ။ဒီ slowly ကအရှိကဖွင့်ခဲ့တဲ့အရာကိုသွားပြီးတော့အထူးပြုတယ်ပေါ့။နောက်တစ်ကြောင်းမှဆိုရင်တော့ please ကျေးဇူးပြုပြီးတော့ listen နားထောင်ပါ။ဘလို့နားထောင်လဲဆိုတော့ carefully ကယူစိုက်စွာနားထောင်ပါ။နောက်တစ်ကြောင်းမှ I understand you ကျွန်တော်သင်ကိုနားလဲတယ်။သင်ကျွန်တော်နားလဲကျွန်တော်သင်ကိုနားလဲတယ်။ Okay ။ ါပေမဲ့ဘလို့နားလဲရလဲဆိုတော့ perfectly အပြည့်အစုံနားလဲတယ်ဥပမာအဖြစ် I understand you imperfectly ဒါလည်းရပြီပြည့်မစုံနားလဲတယ်လို့ပါလို့နော်အဲ့လိုမျိုးထပ်ပြီးတော့ပြောလို့ရတယ် Okay အဲ့တော့ဒီမှာတစ်ချက်ကြည့်ကြည့်အောင် compare လုပ်ကြည့်မယ် adjective နဲ့ adverb ကို compare လုပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်မှာတော့ Sue is very quiet Sue က is ဖြစ်တည်ရဲ့ very quiet အလွန်တိတ်ဆိတ်တော့ ူတယောက်ဖြစ်သည်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်နော် su su က speaks စကားပြောပါတယ် very quietly အလွန်တိုးညင်းစွာစကားပြောသည်နောက်တစ်ချောင်းမှာတော့ be careful ကယူစိုက်ပါနော် be careful ဆိုလို့ရှိရင် be be ရဖြစ်ရှိသည်ဖြစ်သည်ပေါ့နော်ဖြစ်ပါ ဖြစ်သည်ပေါ့ careful ကယူစိုက်တော့သူတယောက်ဖြစ်ပါဆိုပြီးတော့ပြောတာ နောက်တစ်ကြောင်းမှာဆိုရင်နော် listen နားထောင်ပါ carefully ဂယုစိုက်စွာနားထောင်ပါနောက်တစ်ကြောင်း it was a bad game it ထိုရာသည် was ဖြစ်ခဲ့တယ် a bad ဆိုသော game ကစားပွဲတစ်ခုဖြစ်ခဲ့တယ်အဲ့ဒါကအဆိုးဆိုးရွားသော ကစားပွဲတစ်ခုဖြစ်ခဲ့တယ်နောက်တစ်ကြောင်းဒီဘက်မှာတော့ our team ကျွန်တော်တို့ team က play ကစားခဲ့တယ်ကျွန်တော်တို့ team ကကစားခဲ့တယ်ဘယ်လိုလဲဆိုလို့ရှိရင် badly ဆိုးရွားသောကစားခဲ့တယ် ော့ကျောင်းမှာတော့ I felt ကျွန်တော်ခံစားခဲ့ရတယ် nervous ဒါမို့လို့ရှိရင် I was nervous ကျွန်တော်က nervous ဆိုတော့စိတ်လှုပ်ရှားသောအရာကိုခံစားခဲ့ရတယ်ဒါမို့ကျွန်တော်စိတ်လှုပ်ရှားသောသူတစ်ယောက်ဖြစ်နေရဆိုပြီးတော့ I was nervous နဲ့ပြောလို့ရတယ်ဒီမှာကတော့ I waited ကျွန်တော်စောင့်နေခဲ့တယ် nervously စိတ်လှုပ်ရှားစွာစောင့်နေခဲ့တယ် Okay အဲဒီတော့ number 3ကိုတစ်ချက်ကြည့်မယ်ဆိုရင်တော့ interesting ဖြစ်ပါတယ်ဒီစကားလုံးတွေက these word are adjective and adverb adjective လဲသူတို့ပဲ adverb လဲသူတို့ပဲ hard မာတော့ခတ်တော့ fast ညံတော့ late နောက်ကြတော့ early စောတော့အဲ့တော့ adjective လဲသူတို့ပဲသုံးမယ် adverb လဲသူတို့ပဲသုံးမယ်ဘာမှအပြောင်းလဲမရှိပါဘူးဥပမာအဖြစ် Sue's job is very hard. Sue's ရဲ့အလုပ်ကအရန်ကိုခက်ခဲသောအလုပ်တစ်ခုဖြစ်တယ်။ဒီဘက်မှာကျတော့ so works very hard so the အလုပ်လုပ်သည်ဘယ်လိုလဲဆိုတော့ဘယ်လိုအလုပ်လုပ်တာလဲဆိုတော့ very hard အလွန်ကြိုးစားစွာအလုပ်လုပ်သည်နောက်တစ်ကြောင် burn is a fast runner bandy fast လင်းမြန်သော runner အပြေးသမားတယောက်ဖြစ်သည်ဒီမှာကကြတော့ burn burn ကတော့ can run fast can လုံနိုင်ပါတယ်ဘာလုံနိုင်လဲဆိုတော့ run can ပြေးနိုင်ပါတယ်တဲ့ ဘယ်လိုပြင်းမလဲဆိုလို့ရှိရင် fast လှင်မြန်စွာပြေးနိုင်ပါတယ်နောက်တစ်ကြောင်းမှာတော့ the bus was late ဒါမို့လို့ရှိရင် early ရပ်ပူတာက sorry bus ဆိုတော့ bus ကက was late နောက်ကျတော့အရာတစ်ခုဖြစ်ခဲ့တယ်ဒါမို့လို့ရှိရင်နောက်ကျတော့အရာဖြစ်ခဲ့သည်ဆိုပြီးပြောမယ်ဒါမို့လို့ရှိရင် the bus was early ဆိုရင် bus ကဒီ now saw saw တော့အရာဖြစ်ခဲ့သည်ဒီဘက်မှာတော့ I want ကျွန်တော်သွားခဲ့တယ်ထူပတ်အရာဝင်ခဲ့တယ်ဘယ်လိုလဲဆိုလို့ရှိရင် late နောက်ကျစွာအရာဝင်ခဲ့တယ် early ဆောစွာအရာဝင်ခဲ့တယ်ဆိုပြီးတော့သုံးလို့ရမယ်ဒီမှာဆိုရင်နံပါတ်1မှာကြည့်မယ်ဆိုရင်တော့ good ကတော့ adjective ဖြစ်ပြီးတော့ adverb ကတော့ well ဖြစ်ပါပါနော်အပေါ်မှာကျွန်တော်တို့ပြောခဲ့သလိုပဲအကုန်လုံး ly ထည့်ရတယ်ခုနေမဖြစ်ဘူးဆိုတာမျိုးပဲဒါမျိုးချွင်ချက်တွေရှိပါတယ်ဥပမာဖြင့် Your English is very good. သင်ရဲ့အင်္ဂလိပ်စာက is ဖြစ်ပါတယ် very good အရန်ကောင်းသောအရန်တစ်ခုဖြစ်တယ်။ဒီဘက်မှာကျတော့ you speak သင်ကပြောပါတယ် English အင်္ဂလိပ်စကားကိုပြောတယ် very well ကောင်းမွန်စွာ ပြောသည်။နောက်တစ်ခုမှာတော့ it was a good game အရာကတော့ကောင်းမွန်သောဂိမ်းတစ်ခု ဖြစ်ခဲ့တယ်။ဒီဘက်မှာဆိုရင် our team ကျွန်တော်တို့ရဲ့အဖွဲ့က play ကစားခဲ့ပါတယ်။ဘယ်လိုကစားခဲ့လဲဆိုရင် well ကောင်းမွန်စွာကစားခဲ့တယ်။ but ဒါပေမဲ့တဲ့ well is also an adjective well ကတခါလေးမှာဆိုလို့ရှိရင်လည်းအဲ့တခါလေးတော့မဟုတ်တော့ well က adjective တစ်ခုဖြစ်တယ်ဘယ်လိုမျိုးမှာပြောနေတာလဲဆိုလို့ရှိရင် well equal to ကောင်းကောင်းကိုပြောတာမဟုတ်ဘဲနဲ့နေကောင်းကျန်းမာတယ်လို့ပြောတဲ့နေရာမှာသုံးတာ not ill in good health မဖျားနေဘူး in good health ကျန်းမာတော့အခြေအနေဆိုပြီးပြောတယ်ဥပမာဖြင့် how are you သင်ဘယ်လိုနေပါလဲဆိုရင် i am very well ကျွန်တော်က ကောင်းသောသူတယောက်ဖြစ်သည် thank you and you ကျေးဇူးပါသင်ကော okay အဲ့တော့နည်းနည်းလေးတော့ရှုပ်သွားမယ်ထင်တယ်ဒါပေမဲ့အရင်ကတော့မရှုပ်ပါဘူး world ကိုကျွန်တော်တို့ adjective အနေနဲ့ဆိုရင်ကျမ်းမာရေးကိုကောင်းတယ်လို့ပြောတဲ့နေရာမှာပဲသုံးမယ်ကျန်တဲ့ဟာရမှာဆိုရင် तू က adverb ပဲ okay အဲ့တော့ exercise လေးလုပ်ရင်တော့ပို့ပြီးတော့ကိုကိုပြပြသိပါမှာပေါ့ကြည့်ကြည့်ရအောင်ပါ86 point ပါမှာဆိုလို့ရှိရင် look at the pictures ပုံတွေကိုကြည့်ပြီးတော့ and complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပါ with this adverb ဒီကရိယာဝတ္ထုသဏ္ဍာန်ဤနေဆိုတော့ angrily စိတ်ဆိုးစွာ badly ဆိုရစွာ dangerously အနေရရှိစွာ fast လျင်မြန်စွာ heavily လေးလံစွာ quietly တိတ်ဆိတ်စွာ so number 1မှာဆိုရင်နော် it is raining မိုးရွာနေပါတယ်ဘလို့ရွာနေလဲဆိုတော့ heavily ပြင်းထန်စွာပြင်းထန်စွာမိုးရွာနေတယ် number 2 he sings to a so very ဘလို့ဆိုတာလဲဆိုတော့ quietly မဖြစ်နိုင်ဘူးဆိုတော့စိတ်ဆိုးစွာလည်းမဖြစ်နိုင်ဘူးအနည်းရရှိစွာလည်းမဟုတ်ဘူးရှင်မြန်စွာလည်းမဟုတ်ဘူးဆိုတော့ဆိုးရွားတာဆိုးနေတယ်ဆိုတော့ very badly so 3 4 5 6တပ်ပြီးတော့ဖြည့်ကြည့်ပါအောင်86.2ကြီးမယ်ဆိုရင် complete the sentence စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပါ choose from the boxes box တွေရနေရွေးပြပါ so come, explain, no, listen, sleep, think, win, walk. So, I know. Dimasum general, dibamara, verb de shibido, and now mara, general adverb de shibame. Carefully, so. clearly, she so easily, so hard, kakezo, quickly, so well, gonzo. So, So, number one, sorry, I'm going to tell you something very important. ကျွန်တော်တင့်ကိုအရန်အရေးကြီးတဲ့အရာတစ်ခုပြောတော့မယ် so please ဒါကြောင့်မို့လို့ကျေးဇူးပြုပြီးတော့ဂရုတစိုင်းနားထောင်ပါဘောနော် listen carefully number 2 they da, 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 da. at the end of the day they are always tired နေ့တနေ့အဆုံးမှာဆိုလို့ရှိရင်နော်သူတို့တွေကအမြဲတမ်းပင်ပန်းနေတာပါပဲဆိုတော့ they ဘာဖြစ်မလဲဆိုလို့ရှိရင်ကြည့်ကြည့်အောင်အဲ့တော့ walk ပဲဖြစ်မှာပေါ့နော် they walk ဘလို့အလုပ်လုပ်တာလဲဆိုတော့ carefully ဖြစ်မလား clearly easily hard quickly will ဖြစ်မလားဆိုတော့ they walk hard သူတို့ကအရန်ကိုကြိုးကြိုးစားစားလုပ်လို့တယ်ခက်ခက်ခဲအလုပ်လုပ်တယ်ဆိုရင် they walk hard so number 3ကိုပါထပ်ကြည့်အောင် i'm tired this morning ကျွန်တော်ဒီနေ့မနက်ပင်မနေခဲ့တယ် i didn't last night ကျွန်တော်မနေ့ညကမဖြစ်ခဲ့ဘူးဆိုတော့ဘာမဖြစ်ခဲ့တာလဲဆိုတော့အိတ်တာပေါ့နော် i didn't sleep ဘလို့အိမ်မှာလဲဆိုတော့ carefully ဖြစ်မလား clearly ဖြစ်မလား easily ဖြစ်မလား quickly လား well ဖြစ်မလားဆိုတော့ကောင်းစွာဆိုတဲ့အတွက် well ကိုသုံးပါပေါ့ I didn't sleep well last night ဖြစ်တော့ပါမယ် so I got 4 and 80ဖြစ်ကြည့်ပါဦး86.3မှာဆိုရင်တော့ which is right ဘယ်အရာကမှန်လဲတဲ့နံပါတ်1မှာဆိုရင် don't eat so quick or or quickly ပေါ့နော်ဘာသွားသုံးရမလဲပေါ့အဲဒီတော့ဒီမှာဆိုလို့ရှိရင် eat ကိုတွေ့တယ်မစားပါနဲ့တဲ့ ဘလို့မစားပါနဲ့ဆိုတော့လှင်မြန်စွာမစားပါနဲ့ဆိုတော့ so quickly it's not good for you ဒါအတင်းအတွက်မကောင်းပါဘူးနံပါတ်2 why are you angry la angryly ဖြစ်မလားဆိုတော့ i haven't done anything ကျွန်တော်ဘာမှမလုပ်ကြသေးဘူးဆိုတော့အဲ့တော့ကျွန်တော်တို့ဒီအရှိမှာ amiss ာကိုတွေ့ပြီဆိုတော့ねကျွန်တော်တို့သိကြတယ်အနောက်ကတော့ adjective ပဲလိုက်လိမ့်မယ်အဲ့တော့ angry စိတ်ဆိုးသော why are you angry Are you angry ဆိုရင်တင်သည်စင်ဆိုးတော့သူတယောက်ဖြစ်နေပါသလားဗောနော်အဲ့တော့ why ဘာကြောင့်တင်ရစင်ဆိုးတဲ့သူတယောက်ဖြစ်နေတာလဲဆိုတော့ I haven't done anything ကျွန်တော်ဘာမှကိုမလုပ်တာသိဘူးနံပါတ်3ကြည့်အောင် Can you speak ဒီမှာ verb ကိုတွေ့ပြီတေးကြတယ် verb ကိုဆိုလို့ရှိရင် verb နောက်မှာ adverb ပဲလိုက်မယ်ဆိုတော့ Can you speak slowly please okay ဒါပေမဲ့ verb အနောက်မှာအများနဲ့ ever လိုက်တာမဟုတ်တော့ခုနလိုမျိုးပါလား I feel tired တို့ပါလို့လည်းရှိတာ feel ဆိုရင်နောက်မှာ feel ကလည်း verb ပဲလေအမျိုးရဲ့နောက်မှာလိုက်တာမျိုးပြီးတော့ရှိတယ်တတိယတော့ထားပါ Okay number 4 number 4ဒီကြည့်ကြအောင် Come on Dave gift ရလာခဲ့ Why are you always so အမေဆောင်တွေ့ပြီဆိုလို့ရှင်ကျွန်တော်တို့တတိထားပါအမြဲတမ်း adjective ပဲလိုက်ပါမယ်အဲဒီတော့သင်ကအမြဲတမ်းဘာဖြစ်လို့နှေးတော့သူတယောက်ဖြစ်နေရတာလဲဆိုတော့ slow ပေါ့ နှေးကွေးစွာလူတယောက်မဟုတ်ဘဲနဲ့နှေးသောသူဆိုပြီးပြောမှာပေါ့5ကနေပြီးတော့11ထိဖြည့်ကြည့်လိုက်ပါ so 86.4 right ရေးပါ good or well good ကိုရေးမလား well ကိုရေးမလား the so number 1 your english is very good သင်အင်္ဂလိပ်စာက is ဖြစ်ပါတယ် very good ကောင်းသောအရာ ဖြစ်ပါတယ် you speak it very well သင်ပြောတယ် speak ပြောသည်ဆိုလို့ရှိရင်အနောက်မှာကောင်းမွန်စွာဆိုတဲ့ adverb လိုက်မှာပေါ့နော် နံပါတ်2မှာဆိုရင် Jackie did very Jackie ကလုပ်ခဲ့တယ်ဆိုတော့ verb ကိုတွေ့ပြီအဲ့တော့အနောက်မှာကျွန်တော်တို့ adverb လိုက်တော့မယ် in her exam သူမရဲ့ exam တွေမှာအကောင်းကောင်းလုပ်ခဲ့တယ်ဆိုတော့ did ကောင်းမွန်စွာလုပ်ခဲ့တယ်ဆိုတော့ well ဖြစ်မယ်ပေါ့ so 3 4 5 6ပြီးတော့ဖြည့်ကြည့်ပါအောင် okay အဲ့တော့ဒီ unit ကနေပြီးတော့လည်းတခုခုအကျိုးရှိရလေးလေးလာနိုင်မယ်လို့မျှော်လင့်ပါတယ် so have a nice day see you on next unit stay strong stay safe bye bye